ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပဲအခုမစိုးရင်တိုက်ရမှာဆရာတော်ဘုရားဆရာတော်ဦးရသူတို့နော်အမျိုးသားရေးဆရာတော်တွေတည်တယ်လို့နိုင်ငံတော်အကြီးအကဲတွေတည်တယ်ဒီကောင်းရှိရသတင်းတွေပါရလဲအခုပြောပြမယ်အခု30မှာတမတော်ဘက်ကတော့အပြစ်ခတ်ရဆဲထားတယ် MNDAA 4 week ကစက္ကူနစီနဲ့ကားတစ်စီးလုံးလူ9ယောက်30မှာရောက်ရှိနေတယ်မနေ့က အခုဒီနေ့ထက်ရောက်နေတယ်ကျွန်တော်တို့ကနိုင်ငံရေးစစ်ပွဲဆိုပေမဲ့စစ်ရဲ့သဘောတရားကိုနားမလည်ဘူးအခုသူများတွေပြောတယ်ရောက်နေတယ်နော်အခုတကြံတွင်းမှာကန့်ကောတဲခေါ်ဗန်မွေးနော်သူတို့နိုင်ငံရေးအမျက်ထုတ်မယ်တိုက်နိုင်မယ်တကြံတွင်းမှာနော်အခုရောက်နေတဲ့ကြောင်မဲကနေပြီးတော့ဒီနေ့ထက်စင်းလာတယ်ထက်ရောက်နေတယ် အင်အားက900ဟိုဘက်တစ်ဘက်ကရောက်လာတဲ့အင်အား900 PDF တွေရောတဲ့နော်ရောက်နေတယ်အများကြီးပဲရောက်နေတယ်သူတို့ကကျွန်တော်ဒါတည်င်းရောက်ပြောတာနော်တည်င်းရကျွန်တော်စပီကာတယောက်အနေနဲ့ကျွန်တော်ပြောတာသိတဲ့လူတွေလည်းသိတယ်သူတို့ဘာလုံးမလဲဆိုတာကိုကိုယ့်အကူစဉ်းစားရမယ်တကယ်ရောက်လာတာဒီနေ့လည်းရောက်လာပြီ အင်အားပြင်းပြအင်အားဆိုရင်သူတို့တထောင်ကျော်နှထောင်လေးပါရှိတယ်။နောက်အခုဒီပြင်းဦးလွင်ပြင်းဦးလွင်30နောင်ချိုအုံမတိအုံမကားလမ်းခွဲအခုရွှေညောင်မင်းအခု30မှာနော်ကားတွေလည်းအကုန်လုံးကြောက်လာတယ်ကျွန်တော်ရဲ့အမာခံတရင်ပေး9ယောက်10ယောက်ရှိတယ်။နော်ကျွန်တော်ဒီလိုနဲ့ပဲပြင်းဦးလွင်ရဲ့ပြင်းဦးလွင်အတွက်အုတ်တချက်သေးတဲ့ဘွင့်ကနော်တရားသူရအေးမင်းအောင် ပြွာမူကြီးနဲ့လက်တွဲတယ်ဟိုမှာရင်းမှုပင်မှာအခုလက်ရှိတောင်ဝန်ထမ်းဆောင်နေတဲ့ကျွန်တော်အကို41ကမနေ့ကမှသူတို့အင်းဒိတ်เนาะသူတို့တောင်းစင်းတာเนาะ2000ခုနှစ်၄လပိုင်း9ရက်နေ့ငွေရတု25နှစ်မြောက်เนาะကျွန်တော်အားလုံးပါဝင်ပူပေါင်းပေးနေတာเนาะကျွန်တော်လည်းတက်နိုင်တဲ့သတင်းကိုရရှိတဲ့သတင်းကိုဒီလိုရုပ်ပြပြီးကျွန်တော်ပြောပေးနေတာเนาะ အခုတို့ပြောနေတာကန်းကောအဲဥမာတို့တဲခေါ်လို့ပုံစံမျိုးလို့အခုဟိုပါလေဗန်မွေးလို့နေရာမျိုးတို့ပြန်ပြီးတိုက်ပွဲစဉ်ဖို့လှုပ်လာတယ်ရောက်နေတယ်ဒါပေမဲ့တက်မတော်ကအပြစ်ခတ်ရဲစဲထားတယ်တကြံပြီးမှဒီစီအရောက်ကိုပြန်တိုက်မယ်အခုကြည့်လိုက်ဖလန်168ဘာဖြစ်နေလဲကျွန်တော်ဒီလိုက်ကနေမပြောချင်ဘူးကျွန်တော်တို့အချိန်ချင်းကကဖလန်ပြောခဲ့တယ်အခုညောင်ချိုး 50 50ပဲဒါမှမငင်းနဲ့ဒီမှာ message တွေရောက်နေတာဖတ်မပြချင်လို့เนาะကိုယ့်ဘက်ကတော့ကိုယ့်နိုင်ငံသူကိုယ့်နိုင်ငံသားကိုယ့်တိုင်းရင်းသားလက်နက်ကိုင်တွေဆိုပြီးတော့ဒီငလင်းတံပေးတဲ့ပြည်သူတွေအပေါ်မှာကြည့် ပြီးတော့မှကိုယ့်ရဲ့တပ်မတော်ကငဲ့ညာပေမဲ့အကြီးကြီးတွေကငဲ့ညာပေမဲ့ရန်သူတပုံက ဒါတွေကိုသူတို့သိမှလည်းမဟုတ်ဘူးเนาะသိမှမဟုတ်တော့ညောင်ကျိုးစုံ50 50ပဲဗျာအခုနေ့68ပါဖြစ်တော့လည်းကျွန်တော်ဘာမှပြောမလို့ထားလိုက်เนาะတိုက်နေကြတယ်အခုရွာဆက်နေရွာတမဒါကတော့နေကန်သတင်းပေးရကျွန်တော်ပြောပြတာเนาะဒီမှာ ဖုန်းကဒီထဲမှာနေမယ်မက်ဆေ့ပို့တာနော်မတော်ဖတ်လို့မရတော့ဟောဒီမှာဒီနေ့ကိုယ်တော်ဘုရင်နဲ့ကျွန်တော်ဟန်တာဝရိယပြည်သူစစ်ပါတဲ့ဖုံးကင်ပေးပါပြောစရာရှိလို့တဲ့ကျွန်တော်တို့ဆက်နေရအခက်ခဲကတော့အရန်များတာဗျာတဲ့ပြောရရင်မြေပြင်မှာတိုက်ပွဲကဆက်လက်ဖြစ်ပွားနေစေတဲ့ ကပ္ပဏီစကန်းတိုက်ခံရပြီးကတည်းကအခုထိတိုက်ပွဲဖြစ်နေတယ်တဲ့ထိခိုက်ကြဆုံးမှုတွေရှိတယ်တဲ့ကျွန်တော်တို့ပြည်သူစစ်တွေရာစစ်တီတွေနဲ့အတူတူကြားရနေရာကနေအတူတူတိုက်ပွဲဝင်ခဲ့ကြတယ်တဲ့ယူနီဘောင်းမပြည့်စုံဘူးကြီကာအုပ်ထုတ်မပြည့်စုံလဲအာတက်တရောနဲ့ရွရွချွန်ချွန်တိုက်ခဲ့ကြတယ်တဲ့အထက်ကလူကြီးတွေကလည်းကျွန်တော်တို့ရွာကိုမေ့ထားလားမသိဘူးတဲ့ရဲရင်လည်းမလာလာကြပြီးတိုက်ပွဲကလည်းဖြစ်နေတော့မောင်ကိုဈေးနဲ့မောင်ကိုဈေးကလည်းတဲ့ မဝင်ဘူးဗျတဲ့အခုဆိုစားတပိတ်တာကို3သိန်းဖြစ်နေပြီတဲ့ဟမ်စားတပိတ်တာကို3သိန်းဖြစ်နေပြီတဲ့စားတောင်လည်းဝဝလေးလေးမစားရတဲ့ကျွန်တော်တို့ပြည်သူစစ်တွေတဲ့ဆေးရုံရှိပေမဲ့လေဆေးအဝင်မရှိဘူးတဲ့ဆေးဝါးလုံးလုံးလောက်လောက်မရှိဘူးတဲ့စစ်တီတွေဒဏ်ရာရတဲ့သူတွေရှိတယ်တဲ့ကျွန်တော်ကတော့ထိန်ချမ်းပြီးမဖက်ဘူးကျွန်တော်ကစပီကာအထက်လူကြီးတွေတီအောင်ပြောမှာနော်တချို့တချို့ဆိုပုတ်တောင်ပုတ်တယ်လို့ဖြစ်နေတယ်တဲ့ဆေးဝါးမပြည့်စုံလို့တဲ့ ရှေ့တန်းမှာစစ်တီဒဏ်ရာရလို့တဲ့တောင်းနဲ့ကားနဲ့သွားတယ်ဘူးစီမရှိဘူးတဲ့မတည်ရတဲ့ဖြစ်တွေတဲ့အထက်ကအရာရှိလူကြီးတွေကကျွန်တော်တို့ဆက်နေရွာရဲ့အခြေအနေမှန်သိချင်ရင်မြေပြင်ကွင်းစင်းပြီးလေးတာလို့ရပါတယ်လို့ပြောပေးပါတယ်ကျွန်တော်တို့ဆက်နေရွာအခုဆိုတောထဲမှာလည်းမသွားရဲအကျေကျုပ်ချခံရရတယ်လို့ဖြစ်နေတာတဲ့နှစ်နှစ်သုံးနှစ်ကျော်နေပြီတဲ့ရွာမှာအဓိကလိုအပ်တာပဲပြောတော့မယ်ဗျာတဲ့ဆက်နေရွာအင်အားဆိုတော့ရဲရင်နဲ့ချပေးလို့လုံးဝအဆင်မပြေဘူးတဲ့ ဝိုင်းတွင်းနဲ့ချပေးမှပဲအဆင်ပြေတယ်တဲ့ဒီဇယ်ဓာတ်စီခွဲစိတ်စရာဝင်စားငပိဟင်းကျိုဆေးဝါးကြောင်းသုံးပစ္စည်းဆက်ပြတော်လိုက်စေးနဲ့မိန်ကလေးလာစဉ်သုံးပစ္စည်းအစားရှိသဖြင့်ပြီးတော့မှန်တော်ရွာကနေအောင်သာရရွာကိုလည်းတိုက်စစ်အမြဲပေါ်ဆောင်နေပါတယ်တဲ့ရန်သူအင်အားကရှိတယ်တဲ့ဒရုန်းနဲ့စနိုက်ပါအားသာလို့တိုးမရအောင်ဖြစ်နေတာတဲ့မြေပြင်မှာဖြူအောင်မှုရှိတယ်တဲ့အရန်တော်တယ်တဲ့ပေါင်ကိုကြီးမှန်တာတော့အဝတ်စီးပြီးတော့တိုက်တာတဲ့ အဲ့လောက်ကြိုးကြိုးစောစောတိုက်တာတောင်နဲ့အစဲခံနေရတယ်တဲ့အထက်ကလူကြီးတွေကလည်းပြောပေးပါလေကျွန်တော်တို့စက်နေရကိုပေါ့နော်ပြန်ပြီးတော့ကြည်ပေးပါပေါ့ရှေတန်းကစစ်တီတွေစားတော်ဝဝမစားပဲစစ်တိုက်နေရတာဗျာတဲ့အယံသနာဖို့ကောင်းတယ်တဲ့နော်အခုနှစ်ချောင်းချစ်ကြပြီလို့တရင်ကြားရတယ်တဲ့ပြီးရင်ကျွန်တော်တို့စီလာလိမ့်မယ်တဲ့ကျင်းသေးလာမှာတဲ့အချိန်မီခဲရန်ရိတ်ခါဖြည့်တင်းဖို့တောင်းဆိုခြင်းပါတယ်တဲ့ရန်သူဒရုံးက ချမ်းပါကိုထောင်လာတာကိုမရတာဗျာတဲ့ဒရုန်းကမ်းနဲ့ပြစ်လည်းမရဘူးတဲ့ဒရုန်းကြောင့်ပေးဆက်လိုက်ရတဲ့ပြည်သူစစ်တီတွေမနေတော့ဘူးတဲ့ကျွန်တော်တို့စိတ်နေရောကိုပြစ်မထားပါနဲ့လို့ပြောပေးပါတဲ့ဘာလုံးမှမလုပ်ရဘူးဆိုတော့ဝင်ငွေတွေလည်းမရှိဘူးတဲ့လာစားလဲတဲ့ခုတစ်ခေါက်လာမှပဲခုတစ်ခေါက်လာမှပဲပြောတော့မယ်ဗျာတဲ့ကလေးကိုမသွားရတာ၃နှစ်ကျော်ပြီဆိုတော့တဲ့ဘာမှမရှိတော့အောင်ပြက်လက်နေပြီတဲ့ကျွန်တော်တို့စစ်နေရောကအတွက်ကြည်ပေးပါတော့လို့ပြောပေးပါတဲ့ ကလေးကိုလမ်းပေါက်မှာအဲ့ဒါတွေအကုန်ပြင်ရှင်းလို့ရမှာပါတဲ့ကျေးဇူးပြုပြီးစာတွေဖတ်ပြီးသွားရင်စာပြန်ပေးပါနော်တဲ့သူ့ရဲ့ဟောတော့ဖြောက်လိုက်မယ်ဖုန်းနံပါတ်တော့ဒါတော့လောက်ပါပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကမြန်မာပြည်မှာကျွန်တော်တို့လိုစပီကာမျိုးကခြိုက်တယ်လို့မျိုးပြောကြည့် အခုဥပမာတစ်ခုပေါ့ကျွန်တော်တို့စစ်တရင်ကျွန်တော်တို့စပီကာမျိုးတိုင်မူတို့ကဆရာမူတို့ဥပမာတစ်ခုကပါလေမိကိုကြီးတို့တော့တချို့သောဘူချုပ်ကြီးတို့ပေးတဲ့လူဘလူရှိတို့လေမေပြင်ချင်းနေမှာ ဖြစ်နေရတယ်ကျွန်တော်တို့အမိုက်ခံပြီးတော့တရင်ပေးပြီးတော့မှအဲ့ဒီလူစကိုင်းမှာ လာပြီး PDF တော့ဖို့ဒီဘင်းရတော့ဖို့ခုဘန်းရတာအာဒီကာကားနဲ့ဖုံးကြီးကို ဖုန်ကြီးဝင်းနဲ့လှုပ်ပြီးတော့မှဖမ်းရတာ၄เนาะအများကြီးသခိုင်းတိုင်းမှုဆိုတာဘုโจမျိုးမင်းတွေးဒေတာ26ကเนาะကျွန်တော်ကိုယ်တိုင်တိုင်းမှုကျွန်တော်ပုံစံတိုင်းမှုကြီးအဲ့ဒါကျွန်တော်ပေးရတဲ့သတင်းမှာဒီဒီကျက်ဟိုဟာဖြစ်ပါဦးเนาะအာဒါကျွန်တော် live public area မှာပြောတဲ့ကောင်ရှောက်ပြောနေတာမဟုတ်ဘူးเนาะ PDF ရင်းရင်းစနစ်ကเนาะသူ့ရဲ့ညီတွေအကုန်လုံးက PDF တွေကို မန္တလေးမှာလာပြီးလက်လက်တည်သွားလိုက်ရိတ်ခါတည်သွားလိုက်နဲ့ဖြတ်နေတာဇော်ဘိုးကြီးနဲ့တွေ့မှဖမ်းလာအိမ်မှာဖမ်းခံရတာကဲခမဘာပြောမလဲကျောက်ကပပလစ်မှာတဲပြောတာကားနဲ့ဘက်ပါရှိတယ်ဒီမှာဖမ်းခိုင်းတာဖမ်းခိုင်းတဲ့လူတွေဘယ်လူတွေလဲအဲ့စကိုင်းတရားမှာကြားနေတက်ချက်ကြီးအဲ့ဘိုးကြီးအကုန်သိတယ်ကဲဒီလိုလူမျိုးကအများကြီးလုပ်ပေးနေတာတတ်မတော်နဲ့ နိုင်ငံအတွက်လူမျိုးအတွက်စိတ်သဘောထားကွဲလွဲချက်တွေကတော့ကိုယ်ခံယူချက်နဲ့ကိုရှိကြမှာပေါ့ဗျာဟုတ်တယ်မလားနော်အမြန်လမ်းမှာ318မိုင်မှာကကကြီးဒီအဲ့မှာဗီဒီယိုတွေရောက်နေပြီစစ်နေပြီပြောတယ်ဟမ်ပြီးမှအာဟုတ်ကိုစောဘိုးကြီးနှစ်နိုင်လောက်မှအတီးပြုပါတယ်ခမ ्या ဩဟုတ်ကဲ့ကျွန်တော်တို့ကလည်းနေလိုက်ကျဲလိုက်ပါတယ်နောက်တခါရရင် ကျွန်တော်တို့ချီကိုတိုက်ရိုက်ဖုံးဆက်ပေးပါနောက်တစ်ခေါက်3တိ8 3တိ9ခု321မှာအမြန်နဲ့ရဲမီနော်ဦးမေအောင်ရဲ့ကားကိုပြစ်ခံရတာဟုတ်လားအချင်းချင်းကာကာဆိုတော့ဗျာမြင်းကြံလဲမြင်းကြံမရိယာလဲမရိယာမိုးကုတ်လဲမိုးကုတ်ဟောပြောတာတော့ကြာတော့သတင်းပေးတဲ့လူကလဲစောင့်မြင်ကတ်လာတော့ပြောတာပေါ့ဗျာဒါကတော့ခင်ဗျားတို့လည်းစိတ်မစိုးနဲ့ပေါ့ကျွန်တော်တို့လည်းအသက်ရင်းရတာပဲ ဟုတ်တယ်မလားအားလုံးကတော့အလုံးတူတူလုံးကြတာပဲအလုံးတူတူလုံးကြတဲ့အနေအထားမှာတော့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့လူနဲ့အပြင်အားလူနဲ့ကျွန်တော်ပြောပြပြီလေလက်ရှိတာဝန်ထမ်းဆောင်နေတဲ့လူကကျွန်တော်လိုခုလိုမင်းကုန်းတီသွားမလားလို့ယူနီဘောင်းယူဝီပြီးသွားဗျာချုပ်တယ်အဲ့ဒီကကျွန်တော်နဲ့ဘာကယုံကြည်တော့အပေါ်မှာလင်းဟက်စကီနဲ့နစီနဲ့စကိုင်းကိုသွားလာကျွန်တော်ကမင်းကုန်းကိုသွားလာရှင်းပြီလားမဟုတ်ပြောပြတာပြောပြတာ နာတို့တွေဟိုလေဟိုအတွေးယူစားတွေပေါ့ပေါ့မတွေးနဲ့ပေါ့ပေါ့မတွေးခေါ်ပါနဲ့ယောက်ျားတွေကြီးပဲအားလုံးဟုတ်သီလားဟိုဟိုကလေးကလားစံနေလေဟိုအာနာချင်းစံစံမေးခွန်းမျိုးတွေလုံးရမျိုးတွေကျွန်တော်လာမမေးနဲ့ကျွန်တော်စိတ်ထဲဝင်သားဘူးတိတယ်မတိချင်ဘူးနော်အဲ့တော့ကျွန်တော်ပြောမှာပေါ့စပီကာပဲလေဒီလိုသတင်းတွေရတယ်အခုခင်ဗျညောင်ချိုးကျွန်တော်တို့ပြောခဲ့တာပဲခင်ဗျားတို့ရာမခအခုညောင်ချိုးဒီပေးနေရပေးခဲ့ရတာဒီ တာရကတွေကိုကျွန်တော်တို့ကထောက်ပြီးတော့မှကျွန်တော်တို့ကပြောမှာပေါ့တိုင်းပြည်ပြည်ချင်းနိုင်ငံချင်းစိတ်လူမျိုးချင်းစိတ်ဆိုတာလူသားတိုင်းမရှိဘူးဟုတ်လားလူသားတိုင်းမရှိနေတဲ့အတွက်ကျွန်တော်တို့ကပြောရတယ်တချို့ကအနေစားအချောင်းနော်အချောင်းနေအချောင်းစားငါးမိသားစုဘာမှမဖြစ်ရင်ပြီးရောဟုတ်လားပြင်ဦးနဲ့တိုင်းတော့မှပြေးမယ်ပြေးမယ်ဆိုရင်ပြေးမယ်သူကတီးတန့်ရှိတာအပြင်းဦးနဲ့ခံတိုင်းမယ်တပ်မတော်နဲ့ပတ်သက်ပြီးတော့ဘိုင်းဒီမှာဗိုလ်ချုပ်ဆိုမြတ်ထုတ်တို့အောင်မြေလို့ရှိတယ်ဒီမှာတိုက်အောင်လို့ရှိတယ်တိုက်မယ် ချမယ်သတင်းတွေပေးမယ်တွယ်မယ်ဆိုရဲလူဟာတသက်ရှိတယ်ဒီလောက်တော့နားလေပေါ့ခမားတို့ကမကြော်ရဲပဲနဲ့လာကြော်ချင်တာလေဘလို့လို့ရမှာလဲပြုတ်ကျသွားမှာပေါ့ဟုတ်တယ်မလားလှုပ်တာတော့အားလုံးအတူတူလှုပ်တာအတူတူအတူလှုပ်တာချင်းအတူတူကိုခမားတို့လည်းကျွန်တော်စီကံရှိရှိပြောပေါ့ကျွန်တော်လည်းခမားတို့စီကံရှိရှိပြန်ပြောမှာပေါ့အရက်တော့တာဆမ်းမှမဆမ်းလားဟုတ်တယ်မလားဒါပေမဲ့ဗျာ ထားပါတော့ဒါတွေကတော့ကျွန်တော်လည်းရက်တော့တာပဲဟုတ်တယ်မလားအရက်တော့ပြီးတော့တိုင်းပြည်တာဝန်တည်တည်အလုံးလုံးနေတဲ့လူနဲ့တိုင်းပြည်တာဝန်ကိုတွေ့ပြပြီးတော့မှလုံနေတဲ့လူတွေနေတော့ရှိတာပေါ့ဟုတ်လားပြောရင်မနာနဲ့ပေါ့ဗျာဒါကတော့ဟိုဒါအမှန်တရားကိုလက်ရှိရှိတရားကိုကျွန်တော်ပြောပါလိဟုတ်တယ်မလားကဲအဲ့တော့ကျွန်တော်ခုတိုင်းပြည်ကအဲ့လိုနေရင်နေရင်နဲ့ပဲအကုန်လုံးကတော့တိုက်နေတာပဲ ဟုတ်လားကျွန်တော်တို့ကမင်းကွန်းသွားဆိုလားကားပြက်တွေအားဖြင့်အများကြီးပဲအပြူစောတိလို့ပြောတယ်အပြူစောကျွန်တော်လည်းမတော်ပြူစောတိဆိုတာပြူစောတာပါလေလို့ကျွန်တော်မေးတော့ပြည်သူစေတဲ့ဟုတ် ပြည်သူစေဆိုပြည်သူစေပေါ့သူတို့ဘက်မှာရက်ကောခေါ်မှာတော့ပြူလို့ခေါ်တာပဲဘာပဲပြောပြောသူတို့ဒီ LOC လမ်းကြောင်းပေါ့နော်ဒီမင်းကွန်းနဲ့ဒီစကိုင်းနဲ့လမ်းကြောင်းတော့သူတို့ကတော့ထိန်းသိမ်းထားပေးတယ်ဒါပေမဲ့သူတို့ကသူတို့အဲ့ဒီရွာတွေဒေသတွေမှာ ဲ့လိုရှိရရှိတယ်တခုတော့ကျွန်တော်ပြောချင်တာကတော့မရင်းကျင်တာတို့ပါလို့အဲကျွန်တော်တို့ပြောလိုက်ရင်မရင်းကျင်တာဘယ်လိုကျင်တာလဲလို့ကျွန်တော်မေးတော့အဲ့ဟိုအရက်ပြူတွေကျင်တာဆိုတော့ကျွန်တော်ကနားလေလူကအဲ့လိုပြူသွားလို့ပြောတယ်နားမလဲလူကစစ်တက်ကကျင်တာလို့ပြောတယ်တကယ်တော့စစ်တက်ကမဟုတ်ဘူးကျွန်တော်တို့စစ်သားတွေတက်မလို့သားတွေမဟုတ်ဒီပြူတွေရတယ်ဟိုကျွန်တော်တို့နိုင်ငံအတွက် ်ဘူးဘူးဘူးဇော်ဒီလာသူတို့ပြောသလိုပါလေပြည်သူစစ်လာအဲ့ဘက်ကမင်းကုန်းဘက်မှာပေါ့နော်ရှိတာကျွန်တော်တော့တီးကြတော့ကျွန်တော်မသိဘူးပြောတော့သူတို့မရင်းကျင်နေတဲ့လုတ်တယ်တဲ့အဲ့မရင်းကျင်ခံရတဲ့လူကဘယ်မှာရှိနေလဲဆိုတော့ပြင်ဦးလယ်မှာရှိနေတယ်ဟာဟုတ်လားလို့ဆိုတော့ဟုတ်တယ်တဲ့အဲ့စစ်တပ်ကကျင့်နေဆိုတော့အတန်မျိုးပေါ့ဟိုကျွန်တော်တို့ရွာသူရွာသားကြတော့မသိဘူးပေါ့ဗျာမသိတော့စစ်တပ်ကကျင့်နေပဲပြောတာတကယ်တော့စစ်တပ်ကကျင့်တာမဟုတ်ဘူး ဒါပေမဲ့အဲ့ဒီပြူတွေကိုလည်းမရင်းကျင်တာမကျင်တာတော့ကျွန်တော်ဒီမှာတိတ်မပြောချင်ဘူးပေါ့နော်ဟိုဟုတ်ရင်လည်းဆက်မလုပ်ပါနဲ့တော့ဒါပေမဲ့အဲ့ဒီဘက်ကလည်းတကယ်ကိုလုံးဝအကြောက်တရားနဲ့အုံချုံလို့ရမယ်မနေမြေမျိုးအဲ့လိုတွေဖြစ်နေရတော့ရှိတယ်ဒါကျွန်တော်ရဲ့ဟိုပေါ်တော့သွားခဲ့တဲ့တွေးခဲ့တဲ့အတွေ့အကြုံရအခက်အခဲကိုပြောပြတာတကယ်တမ်းကျွန်တော်အမှန်တမ်းပြူတွေပေါ့နော် ဘဒူကလည်းတော့မသိဘယ်ပြူလည်းတော့မသိဘူးပြူတွေကမရင်းကျင်တာတဲ့ဒါအမှန်တရားကျွန်တော်လုံးဝမလိမ်ဘူးကျွန်တော်မေးပြီးပြီနော်အဲ့တော့ကျွန်တော်ကပြောချင်တာစစ်တပ်နဲ့ဒီပြည်သူစစ်နဲ့လည်းမားပါလေစိုးရတယ်ပြည်သူစစ်ဆိုတော့လည်းအဲ့ဘက်ကသူတို့ခေါ်တဲ့အကော်ကပြူလို့ပြောတယ်အမရင်းကျင်တယ်လို့တော့ပြောတယ်နော်အဲ့ဒီလို့တွေတော့ဟိုမလုံမလုံစီကျင်တာပေါ့နော်ညီကိုတွေကိုညီကိုတွေနေနေရတာ စားနေရတာတောင်းနေရတွေ့တယ်ဘယ်သူလဲကျင့်တာလဲကျွန်တော်မသိဘူးနော်ကျွန်တော်ပြောလိုက်တာအဲ့လိုပြောလိုက်တာနော်ပြောလိုက်တာကျွန်တော်တို့တို့သတင်းသမားမှလည်းမသိဘူးသတင်းသမားမှလည်းမသိဘူးဘာမှလည်းမသိတို့ကျွန်တော်ပြောတယ်ကျွန်တော်မြင်ဘူးတဲ့ဒီလောက်ပဲပြောတယ်အဲ့တော့ကျွန်တော်အခုပြောချင်တာကမြန်မာနိုင်ငံနိုင်ငံသားအားလုံးကိုပြောချင်တာကကျွန်တော်2021ဖေဖော်ဝါရီလ10ရက်နေ့အခင်းကျင်းတုန်းကမြန်မာတိုင်းနိုင်ငံလုံးမြန်မာတိုင်းနိုင်ငံလုံးရဲ့တရားရဂိုင်တော့မှာ 65ရာခိုင်နှုန်းတော့ကတန်ဖုံးတွေတီးကြတယ်အဲ့တော့အခုမြန်မာနိုင်ငံကလင်ပေးကြောင်းအခက်အခဲတွေတွေ့နေရတဲ့အချိန်မှာယရနာတုတ်တို့မြစ်တာတုတ်တို့ရွတ်ပေးကြပါလို့တနိုင်ငံလုံးကိုကျွန်တော်ကပြောခြင်းနေနော်ယရနာတုတ်ဆိုတာကတော့ဒါလူတွေအခုသေချေပြည့်စည်နေတဲ့ဥစ္စာမြစ်တာတုတ်ကကျွန်တော်ကဘာလို့ရွတ်ခိုင်းလဲလို့ကျွန်တော်ကမေးတော့ ကျွန်တော်မေးတယ်ကျွန်တော်ဒီတက်တော့มาလေ లైన్ မလွန်အောင်ကျွန်တော်ကဒီနေ့ရှည်တန်းနေမနေ့ပြန်လဲကျွန်တော်သွားအောင်ပါအဲကျွန်တော်သွားမယ်ကျွန်တော်ဘာလုပ်ခဲ့လဲဆိုတော့ကျွန်တော်ပြန်ပြောပြီးပြန်တော့ဒီမှာ public မှာကျွန်တော်တင်ပေးမယ်မေတ္တာတော့ကကျွန်တော်မနေ့ကအိမ်မက်မတာပေါ့နော်အိမ်မက်မတော့ကျွန်တော် အမှန်တိုင်းပြောရင်ပေကြီး၁၇တုပ်မရဘူးဒါကျွန်တော်အမှန်တိုင်းဝန်ခံတာမရတော့ကျွန်တော်အိမ်မက်ထဲမှာမက်တော့သဘောရင်းနဲ့မေတ္တာတော့ရွတ်ပါဆိုတော့ကျွန်တော်က ကျွန်တော်မြေတားတော့မရဘူးလို့စာအုပ်ကြည့်ပြီးတော့ရွရင်ရလားလို့ပြောတော့ရတယ်တဲ့ဟိုဘောတော့စာအုပ်ကြည့်ပြီးတော့ရွတ်ဖို့ရွတ်ဘောမြေတားတော့ဖြစ်နေပြီးတာပဲပေါ့အဲ့ဒီမြေတားတော့ကိုတနိုင်ငံလုံးကိုရွတ်ခိုင်းမှာဆိုပြီးကျွန်တော်မနေညအိမ်မက်လာပြီးတာကျွန်တော်လုံးဝမလိမ်ဘူးเนาะအဲ့တော့အခုကျွန်တော်အတိကျွမ်းတယောက်ကဒေသ26ကအကိုကြီးတယောက်ကကျွန်တော်လည်းတနစ်ကြီးတယ်ကိုစောဘုန်းကြီးရေးတဲ့ တနိုင်ငံလုံးဒီလိုဒုက္ခရောက်ခဲ့တာကအိုးတွေတီးဟိုဘော်တော့ခွက်တွေတီးရဲ့တန်ဖုံးတွေတီးတယ်အခုလို့ဗာလဲတင်ကြိုင်ကုန်တပိတ်တွေမပွဲဘွားတပိတ်တွေအကုန်လုံးလုတ်ခဲ့တော့တဲ့เนาะဒီလိုကူစရော်ဘရားကြီးတွေကိုလည်းရမ်းစော်အားခဲ့တော့တဲ့ဒီလိုဖြစ်နေတယ်အားတဲ့အဲ့ဒီမှာကိုစော်ဘိုးကြီးအနေနဲ့စပီကာတယောက်အနေနဲ့တနိုင်ငံလုံးမြေတာတုတ်တို့ဟိုပေါ့ယရနာတုတ်ရုပ်ဖို့တဲ့ပြောပေးပါတဲ့ တနိုင်ငံလုံးယေရနာတုတ်ရွတ်ဖို့ပြောတဲ့စကားကအမှန်လားဒါမှမဟုတ်တန်ဖုံးတွေထိတာအမှန်လားဆိုတာပြည်သူလူထုတွေကိုလည်းကိုစော်ဘုန်းစပီကာသမားတယောက်အနေနဲ့မေးပေးပါတဲ့တံပုံးတွေတီးခဲ့တော့တော့ဝဲ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 ဆိုတော့တီးရပေါ့နော်အဲ့ဒါနဲ့ဘုရားဘာသာမှန်ယရနာတုံနဲ့ရွတ်တာဘယ်အမှန်လဲဆိုတာလေကိုစော်ဘိုးရဲ့အနေနဲ့ live ပေါ်ကနေစော်ပြီးတော့ပြောပေးပါလို့ပြောလို့ကျွန်တော်ဒါကိုပြောတာတကယ်တော့ကျွန်တော် အနေနဲ့ဆိုရင်မှန်တယ်ဒါကျွန်တော်ဦးစားပေးတာရဏနာသုတ်ရွတ်ပါပြီးမေတ္တာသုတ်ကိုရွတ်ပါတနိုင်ငံလုံးရွတ်ပါရွတ်ပါကျွန်တော်တနိုင်ငံလုံးတော်တော်အခုအဆင်ပြေမနေပါဘူးပေါ့နော်အခုလိုရေခဲကြောင်းကြောင်းနဲ့ညီလေးတွေဒီလိုဝန်တာနှုစိတ်သက်ရှိတဲ့လူတွေနောက်တော့ຫນွယ်ပိုးအိမ်လိုလူတွေဇွဲတွက်ရှူဆိုင်ပိုင်ရှင်ကျွန်တော်ပြောခဲ့ဘူးတယ်မလားဇွဲတက်ရှူဆိုင်ပိုင်ရှင်ကစံဝင်တက်မတော်တက်ချက်ကြီးရှင်းနဲ့ အရင်တော့ကကျွန်တော်တို့ရမခမှာနော်ဗမာနှလုံးတီတော့နှလုံးရောင်းခဲ့ဘူးတယ်အာတို့ဖမ်းမလဲထုတ်တာဒါနိုင်ငံတော်အစင်းနဲ့ထုတ်တာနော်ဝင်းစိန်လည်းပါတယ်အော်တမာရီလည်းပါတို့အကုန်ပါတယ်အဲ့တုန်းကလည်းကျွန်တော်မျက်နာမလိုက်ပြောခဲ့ဘူးတယ်နော်ပြောခဲ့ဘူးတယ်နော်ကျွန်တော်ပြောတယ်ကျွန်တော်အမှန်တရားဆိုအကုန်ပြောတယ်အခုကျတော့ဇွဲတက်ရွှေဆိုင်ပိုင်ရှင်ကိုစန်းဝင်းတို့လင်မယားမစိုးရင်တိုက်တည်ကြီးပြန်လဲထူထောင်ဖို့အတွက်တိတ် 9000ကြာကြာ3000တသိန်းကြာကြာတို့ခံမယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်ဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာဒီလိုဇွဲထက်ရွှေဆိုင်ပိုင်ရှင်အဓိကကတော့ကံဘောဇပန်နိုင်ငံကြီးနော်ဥအောင်ကိုဝင်ဦးစီးတဲ့ကံဘောဇပန်မိသားစုအားလုံးမိသားစုဆိုတာဝန်ထမ်းတွေပါပါတယ်15ဘီလီယံနော်တို့ပြန်လေတိစောက်ဖို့တို့တို့လှုပ်တယ်နော်ကျွန်တော်တို့မလူရဲလူတော့မပလိမ့်ဘူးဗျာအဲ့ဒါကြီးကျွန်တော်တို့မပြောချင်ဘူးရေခဲချောင်းတဲ့တော်လူရဲဆိုရင်ခင်ဗျားတို့စဉ်းစားကြည့်ကြည့်ပေါ့နော် ဲ့မှာအခုဇွဲတဲ့ရွှေဆိုင်မှန်ကြီးကိုစန်းဝင်းတို့เนาะလူတယ်တွေ့နေရပဲသူတို့ချက်ပြုတ်တယ်ဖြူဖြူတွဲတို့ဟိုဟိုဖြူဖြူတွဲတောင်ထားပါခိုင်နှင်းဝေတို့အနယ်ပိုးအိမ်တို့ကျောင်းတိုင်းပြည်ကဒီလိုတူညီတဲ့လက်တွေအားလုံးကလက်ဒီလိုအတူတူရှင်တွဲပြီးတော့မှဒါကနိုင်ငံရေးမဟုတ်စီးရေးမဟုတ်ဘူးဗျတဘာဝဘေးအန္တရာယ်မှာနော်အားလုံးလူမဲ့ချိန်မှာအကုန်လုံးလက်တွဲပါဝင်ပြီးတော့ပူပေါင်းပြီးလူမရမှာဘလောက်လူလူလေရေခဲကြောင်းတဲ့တော်မှာ ရေခဲတောင်ကျွေးသေးတာပဲတကယ်ပတ်စံရှိတဲ့လူတွေဒီချိန်မှာကိုချင်းစာနာတရားစိမ့်နဲ့အားလုံးကိုခဏလေးလှုပ်လိုက်ရင်ကျွန်တော်တိုင်းပြည်ဘယ်လောက်ထိကြည်ကောင်းသွားမလဲနိုင်ငံတကာရဲ့အမြင်မှာရောအော်ဗမာတွေကစီးလုံးတယ်အခုဇွဲတဲ့ဇွဲတိုင်းမှာရေကိုစမ်းဝင်းနေမြားကမိသားစုဇွဲတဲ့မိသားစုပေါ့နော်ဝန်ထမ်းတွေရောပြည်စည်းသွားတဲ့အခုမစိုးရိမ်တိုင်းပြည်ကိုတည်ဆောက်တယ်လို့ ကမ္ဘာတော်တွေရဲတပ်ဖွဲ့ဝင်တွေရင်းနှင်းတပ်ဖွဲ့ဝင်တွေဌာနဆိုင်ရာရဲ့ဝန်ထမ်းတွေလာကြတယ်ကတယောက်ကိုတထောင်ပဲတဲ့မြန်မာပြည်မှာဝန်ထမ်းတွေအများကြီးရှိတယ်ကျွန်တော်ပျက်စီးသွားတဲ့ဒီနိုင်ငံဒီငလျင်ဘေးတံတော်ပျက်စီးသွားတဲ့နေရာကြီးအားလုံးခဏလေးနဲ့အကောင့်ထဲပို့လို့ရတယ်အဓိကကတော့အကြမ်းမဲ့လက်နက်ကင်တောင်းချမ်းသူတပုံလေးလောက်ခဲ့လို့ လမ်းတွေပြက်စီးပြီးတော့မှကုန်စည်စည်းစိမှုဘီလက်မီအခုကျွန်တော်ပြန်ဆောင်မယ်ဘီလက်မီဘီလက်မီတဲကိုဘယ်လောက်လဲအဲအဲ့မှာကျွန်တော်ပြန်ဆောင်မယ်ပြန်ဆောင်မယ်ဆိုကျွန်တော်တို့ငွေကြေးရနိုင်ငံနဲ့လူမျိုးတိုင်းမျိုးချစ်တဲ့စိတ်နဲ့တက်မတော်သားအင်အားဘယ်လောက်ရှိလဲအတက်မတော်သားတယောက်ရဲ့လသာတွေကဥမာတကူ9000ပဲဖြတ်လိုက်ကွာပြီးပြီရဲတပ်ဖွဲ့ဝင်တွေက9000ဖြတ်ရင်းနှီးတပ်ဖွဲ့ဝင်တွေ9000ဖြတ်ဥမာ ဝန်ထမ်းနေတဲ့9000ပဲဖြတ်အပြည်သူလူတွေလည်းခုလိုဝိုင်းဝန်းပူအောင်ပြီးတော့လှုပ်ကြည့်လိုက်စကိုင်းမြို့ကြီးလေပုံမှန်ပြည့်ဖြစ်သွားမယ်မန္တလေးဖြစ်သွားမယ်နေပြည်တော်လည်းဖြစ်သွားမယ်အဲ့ဒါနိုင်ငံတကာကဘာရရအသီးသီးမှလာကူညီကိုသွားတဲ့ဒီအိန္ဒိယတို့မလေးတို့ဘာတို့ဟာဓမ္မလူမျိုးတွေကမြန်မာနိုင်ငံသားတွေကမြန်မာနိုင်ငံသားတွေဓမ္မလူမျိုးတွေပေါ့သူတို့ကဘာမှလို့ရေးတာဟုတ်ဘလောက်စည်းလုံးနေဘလောက်ညီညွတ်တယ်ကျေးဇူး မလီ7.7 7 point 7.7တိုက်ခတ်သွားတဲ့မလီကြီး now ဒိတ်မကြခင်မှာမိုးရဲအကြီးကျယ်ရွာခဲ့တဲ့နိုင်ငံကြီးကနိုင်ငံသားတွေအားလုံးရဲ့စီးလုံးညီညွတ်မှုအားနဲ့တိုင်းပြည်ကိုချက်ချင်းပြန်လည်တည်ဆောက်နိုင်တယ်ဆိုတော့ကျွန်တော်တို့နိုင်ငံသားတွေရဲ့စီးလုံးမှုညီညွတ်မှုကို နိုင်ငံတကာနဲ့ကမ္ဘာရပ်မှာတည်တည်ရှိနေတဲ့လူတွေပြည်အောင်လို့ကျွန်တော်တို့ပြရမယ်အချိန်ဖြစ်တယ်။တားအလက်ရှိအမှန်တရားပဲ။မင်းရောပါလဲဆိုကျွန်တော်ကပြောပြီးဒီဟိုမှာမြသိန်းတန်နဲ့မင်းကုန်းဟိုဘက်ကျော်မြသိန်းတန်တို့ပါတော့ဖျားတွေပါတယ်ပြိုတယ်ဟုတ်လား။အဲ့မှာ PDF တွေကိုအများကြီးရှိနေနေရာတွေကျွန်တော်ရောက်ခဲ့ပြီးပြီ။ကျွန်တော်ရောက်အောင်သွားတယ်။ဟာကျွန်တော်လည်းတင်တာမကြောက်ဘူးလားကြောက်တာပေါ့ကျွန်တော်ကကျွန်တော်သမီးလေးတွေဒါလေးတွေကျွန်တော်မိသားစုတွေရှိရည်လေဗျာ။ ဟုတ်လားတိုင်းပြည်ကိုဒီလိုပဲလုပ်ရမှာအခုတိုင်းပြည်ကို2021ဖေဖော်ဝါရီလတရက်နေ့အခင်းချင်းတုန်းကခင်ဗျားတို့တန်ဖုံးတွေဒီခဲ့သလိုအခုတိုင်းပြည်ဟာကက်ကြီးသုံးပါးဘေးကိုကြားရောက်နေတဲ့အတွက်ယရနာသုံးနဲ့မေတ္တာသုံးနဲ့ရွတ်ကြဖို့အတွက်ကိုကိုစိုးဘုံရနေတဆင့်စောပေးပါတဲ့အဲ့တော့ရတဲ့လူတွေရွတ်ပေါ်ဗျာဟုတ်တယ်မလား နော်ရတဲ့လူတွေရွတ်ကျွန်တော်ကဘာမှမပလိမ့်ပါဘူးမှပြည်တီဦးတို့အိနာကျော်စင်တို့တရားဥကိုရောက်လာတယ်။အော်သူသမီးလေးတွေပါပါတယ်။ဟုတ်လား။လူရတန်းတာကောင်းပါလေ။လူပါ။ကျွန်တော်တိုင်းပြည်ဒုက္ခရောက်နေရ။အဲ့လိုလူတဲ့အလူတွေကခမားတို့အတွက်တော့ဟိုပေါ့နော်တိုင်းပြည်ဒုက္ခရောက်နေချိန်မှာပြည်ပုံးကခမားတို့လှုပ်ခဲ့တဲ့အဖြစ်တွေကိုခွင့်လွတ်နားလည်ပြီးလို့ရတာပေါ့။ကျွန်တော် ပြောပြီးပြီလေ။ကျွန်တော်ပြောတဲ့ပြည်တွင်းထဲမှာမဟုတ်ပြည်ပကလူတွေတောင်မှပတ်စလိုတို့ ချမ်းချမ်းတို့လင်းလင်းတို့ချစ်တူဝေတို့ဥမာတခုပေါ့နော်လူပါကိုယ်နိုင်ငံဖြစ်နေတာအစိုးရကိုဆက်သွယ်ပြီးတော့လူလူပြီးမှပြီးရင်အစိုးရနဲ့စကားပြောကြဟောလာကိုယ်နိုင်ငံလူနိုင်ငံသားတွေပဲဟောလာအူပြည်တီဦးတို့ပါတော့ထွက်လာတာပဲလေဟောလာထွက်လာရင်အဲ့လိုလူကျွန်တော်မဆဲဘူးဆဲလည်းမဆဲဘူးဆဲရအောင်လည်းမရှိဘူး